မုံတိုင်းပြည်ပြည်သူတွေအနေနဲ့ရည်ကြည်တမ်းရဖို့အတွက်အိမ်တွင်းမှာအလွေတကူပြုလုပ်နိုင်တဲ့ဒီလန်းကိုတင်ဆက်ပေးလိုက်ပါရစေ။အရင်ဆုံးနီးပညာသုံးပြီးထုတ်လုပ်လိုက်တဲ့ရည်နဲ့ရည်ညစ်ကိုနိုင်ရှင်ကြည့်လိုက်ပါ။နောက်ပြီးဗီဒီယိုဖိုင်ကနေတဆင်ရှင်းကြည့်ပြီးအိမ်တိုင်းမှာပြုလုပ်နိုင်ပါရစေ။ဒီအသက်တမန်လို့ဆိုရွေးရှိတဲ့အတိုင်းလူတွေအသက်ရှင်နေထိုင်ဖို့အရေးပါလာတဲ့ရည်ကြည်ရည်တမ်းရအောင်ထုတ်လုပ်နိုင်တဲ့နီးလန်းကိုစုဆောင်းပြင်ပြပေးထားပါရစေ။ ကိုယ်အိမ်မှာပဲအလွေတကူရနိုင်တဲ့ပစ္စည်းတွေနဲ့တနိုင်တစ်ပိုင်းရေကြီးရေတန့်ထုတ်မယ်ဆိုရင်လိုအပ်တဲ့ပစ္စည်းတွေကို ကိုယ်အနီးတစ်ဝိုက်မှာအလွေတကူရယူနိုင်ပါတယ်လိုအပ်တဲ့ပစ္စည်းတွေကတော့အပေါက်ပါရေအိုးရေပုံပိတ်စသက်ဆင်ထားတဲ့တေသက်ဆင်ထားတဲ့အမီတွေသက်ဆင်ထားတဲ့ကြောက်စီတို့ဖြစ်ပါတယ်ထုတ်လို့နေအစင်စင်ကတော့ပထမဆုံးအနေနဲ့အပေါက်ပါတဲ့ရေအိုးရေပုံကိုစင်ကြေသွားအောင်စေကြောပါ တန်ရှင်းတဲ့ပိတ်စကိုအပေါက်တွေပိတ်တော့အောင်အပေါ်ကနေဖြန့်ခင်းလိုက်ပါ။အဲ့ဒီနောက်တန်ဆင်တဲ့သေးကိုရေအိုးရဲ့သုံးပုံတစ်ပုံလောက်ပိတ်စပေါ်ကနေခင်းသေးပါ။တခါသေးပေါ်ကနေပိတ်စနောက်တလောထည့်ခင်းပါ။တန်ဆင်ထားတဲ့မိသွေးကိုရေအိုးရဲ့သုံးပုံတစ်ပုံလောက်ပိတ်စပေါ်ကနေတခါထည့်ခင်းထားပါ။တခါမိသွေးပေါ်ကနေပိတ်စနောက်တလောထည့်ခင်းပါ။ပိတ်စပေါ်ကနေတန်ဆင်ထားတဲ့ ကြောက်စီတွေကိုအိုးရဲ့သုံးပုံတုံလောက်ကို စနစ်တကျဖြန့်ခင်းလိုက်ပါအဲ့ဒီလိုပစ္စည်းတွေကိုစနစ်တကျအိုးအပြည့်ဖြည့်ပြီးတဲ့အခါအပေါ်ကနေရည်ကြည်နဲ့လောင်းချလိုက်ပါကြားလာတဲ့ရည်တွေဟာကြည်လင်စိတ်ချရမွန်အပြည့်ရှိမှာမဟုတ်သေးပါအဲ့ဒီနောက်တောက်သုံးမှုအတင်းတဲ့အထိကြည်လင်မှုရရှိလာအောင် အပေါ်ကရည်ထန်လောင်းစီယူပြီးစိတ်ချရတဲ့အဆင့်ကို ရောက်တဲ့အခါတောက်သုံးနိုင်ပါလိမ့် ရေနောက်တွေထေလို့ရေစိုးကတဆင့်ရေကြီးထုတ်ကြည့်ရအောင်ပိတ်စာကိုရေအမျိုးအစားရေပမာဏပေါ်မူတည်ပြီးနလ3လတကြိမ်ပြန်လေးတန့်စင်ပေးရပါမည်တေးကြောက်စီနဲ့မီးတွေးရိုးကိုရေစိုးပမာဏရေ3ပုံတစ်ပုံစီအချိုးကျထည့်ပြီးအသုံးပြုရပါမည်ရေငန်းရေနောက်နဲ့မတန်ရှင်းတဲ့တေးကြောက်စီမီးတွေးရိုးကိုမသုံးရပါဘူး အသုံးပြုမှုအပေါ်မှာမူတည်ပြီးနောက်ကြည့်တဲ့ရေတွေထွက်လာရင်ဆက်လက်မသုံးသင့်တော့ပါရေစိုးပေါ်ကနေရေကြည်နဲ့ထမှန်လောင်းထစ်တက်ဆင်ပြီးမှဆက်လက်သုံးရပါမယ်မုံတိုင်းသည့်ရခိုင်ပြည်သူတွေအားလုံးမတန်ရှင်းတဲ့တောက်သုံးရေအသုံးပြုမှုကနေကင်းဝေးဖို့မျှော်လင့်ပါတယ်